ဟေးယောဝလုံးပဲမင်္ဂလာညချမ်းလေးပါဒီဇင်ဘာလကိုနေရနေရငနေပိုင်းအထူးထရီမြောက်ကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel coaching ပဲပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးချစ်များချစ်တီမာရဲလို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်ဒီဇင်ဘာလ9ရက်နေ့တွင်တနင်္သာရီတိုင်းပလောမြို့နယ်ကျောက်ကားကျေးရွာတွင်နေထိုင်သောတိုင်းရင်းသားစီလုံးငွေရေးပါတီ တဆန်ယောက်ကထဂျီတန်ကိုအချမ်ပစစ်ကောင်စီ၏ရွေးကောက်ပွဲအားစန်တစ်တကြအကောင်အထေဖို့ကုမီဆောင်ရွေးနေသူဖြစ်၍တော်လိုင်းရေးရေးပေါ်မြတ်ကဖန်စီတင်းတင်းရန်ဂျူပန်စင်လက်နက်လူယူရေးပြန်လေပိခတ်ရန်ဂျူဆာလာတို့ကြောင့်ပိခတ်ဖန်စီရခွေတီဝတ်တီတီဆုံတော်ကြောင့်တရှိရပါရန်ထုပင်တော်လိုင်းရေးရေးပေါ်မြတ်ကအချမ်ပစစ်ကောင်စီ၏ရွေးကောက်ပွဲလုပ်ငန်းများအားထောက်ပတ်ကူညီနေသောကျောက်ကားကျေးရွာအောက်ချုပ်ရေးမှုဒေါ်ပင်ယော့ခေါ်ဒေါ်ဆန်းဆန်းမှု၏ လက်ထုပ်ဖြစ်သူမချူကူလေထမှန်ဖန်စီတင်းတင်းနိုင်ခေချောင်းပီတုကကွေရဲတမတော်ဘိတ်ခရိုင်အမတိတက်ရင်မှတရင်ထုတ်ပြန်ထားပါတယ်။ကောင်းလေတဲ့တင်းနော့တင်းဒီဇင်ဘာလာလေးရက်နေ့တွင်မကွေတိုင်းစလီမြို့နယ်အတွင်းစီဂျေးရွာများ၌ရွေးကောက်ပွဲအတွက်မေးစရင်များထုတ်ပြန်ထားသည့်ကိုစစ်စေးပီပြန်လာသည့်စစ်ကားစီးကိုတော်လှန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာ၌မိုက်ဆွေတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထူမိုင်းဆွေးတိတ်ခိတ်မှုအတွင်အကျန်ပစစ်ကောင်စီစစ်ခွဲဖက်မှစစ်ဘူးတကောင်ခွေတေဝတ်တေတေဆုံးကတုံးကောင်အပင်အထန်ဒဏ်ရာရရှိခဲ့ကြောင်းရင်တိတ်ခိတ်မှုအတွင်တည်ဆုံသွားသည့်စစ်ဘူဤနာရေးကိုလိတ်လံပူဆောင်မိသူမရှိတော့ကြောင့်တိတ်တဆိတ်အတုပချက်ခိကြောင့်ဒေါစစ်တောင် local pdf မှာတရင်ထုတ်ပြန်ထားပါတယ်ကျွန်တော်တို့ငွေတုံးမှာတော့စစ်ဘူတကောင်လို့တည်ဆုံရင်တော့အတုပချက်ရဲ့ချင်းမှာပြီးသူရဲ့အများကြီးပဲဘာဖြစ်လို့လဲဆိုတော့ကြောက်လို့အခုဆွင်တော့ပူဆူး ကောင်းလေးတဲ့တင်းတော့တင်းရှမ်ပီနီတောင်ပိုင်းတိတ်ပွဲမှာစစ်ကောင်စီတပ်အရာရှိအပါဝင်ကူကောင်ခွေးတေဝတ်တေတေဆုံးပြီးနှကောင်အရှင်ဖမ်းမိကလက်နက်တွေတင်းစီရခဲ့တယ်လို့စီရေးတရင်ရင်မီနဲ့မေပင်ရေးဘော်တွေကပြောပါတယ်ရှမ်တောင်ပင်လောင်းနဲ့ဖေခုံးမြောက်နဲ့အဆက်ကဂျေးရွာတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပူပီတူစစ်တပ်ကထူစစ်စင်နေတာကြောင့်တော်လှန်ရေးအင်အားစုတွေနဲ့နေ့စဉ်တိုက်ပွဲဖြစ်နေတာလို့ဆိုပါတယ် လက်နဲ့စီလက်နဲ့စစ်တုံးပစ္စည်းတွေလေတင်းစီရရှိထားတယ်လို့သိရှိရပါတယ်။ကောင်းလေတဲ့တတင်းနောက်တင်းစကိုင်းတိုင်းဒီဘေဂျင်းမြို့နယ်အစီချန်မရကန်ကျေးရွာကိုစစ်အုပ်စုကလေကြောင်းနဲ့ဘုံကျိတ်တိုက်ခိုက်ရမှာဒီဇင်ဘာလ6ရက်ဒီနေ့နေ့လေပိုင်းအထိတေဆုံးသူ21ဦးနဲ့ထိခိုက်ဒဏ်ရာရသူ30ဦးထိရှိတယ်လို့ဒေတာခန်တရင်းချင်းမြို့တွေကပြောပါတယ်။ ဒီဇင်ဘာလ9ရက်နေ့ညရှိနိုင်ခန့်ကဒီဘေဂျီမြုပ်နေအရှိချန်မြေကန်ကျေရွာကလက်ဖက်ရည်ဆိုင်မှာစီကင်ပြန်ပွေးဖြစ်တဲ့မြန်မာဖိလစ်ပိုင်အမျိုးသမီးဘိုလုံးပွေးကိုဒေတာခန်တွေစုပေါင်းကြီးစုနေချိန်မှာစစ်တပ်စုချက်ဖိုက်တာအမျိုးအစားလေရင်နဲ့ဘုံချီတိတ်ခိခိတာဖြစ်တယ်လို့သိရှိရပါတယ်။တေဆုံသူတွေထဲမှာကလေးတွေလည်းပါတယ်လို့သိရှိရပါတယ်။မိန်းကလေးတွေလည်းပါပါတယ်။ တေဆုံတူနစတူနဲ့ဒိုင်ယာရရှိသူ30ဦးအတွက်စေမကောင်းပါဘူးထတူဝနေပါတယ်နောက်တည်းကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗမော်မြို့တင်းတိတ်ပွဲကိုစီရဲအောင်မြင်သွားတဲ့အထိဆက်လက်တိုက်ခိုက်သွားမည်ဖြစ်တဲ့အတွက်ပြည်သူလူထုတွေအားလုံးစပ်ပြီးပူးပေါင်းပါဝင်ပေးကြဖို့ KIO ပြောဆိုလိုက်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မြို့တင်းတိတ်ပွဲတနည်းပြီးသွားတဲ့အထိဗမော်မြို့တွင်နန်ပါတာမိုင်းလုံး ဗမောတက္ကသိုလ်ရှိတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ဗမောမူးမုတ်သွားတဲ့နှစ်မိုင်သုံးမိုင်ခလာရ၄စကွန်းသွားလမ်းတစ်လျှောက်စတဲ့နေရာတွေမှာတိတ်ပွေရက်တက်သွားခြင်းမရှိဘဲနေစဉ်တိတ်ပွေစဖြစ်နေစဖြစ်တယ်လို့သိရပါတယ်ဗမောမြို့တင်းတိတ်ပွေမပြီးမချင်းစစ်ရဲအနံ့ရရှိသွားတဲ့အထိစပီတိတ်ပွေဝင်သွားမယ်ဖြစ်တယ်လို့ KIO တတိနဲ့ပြင်ကျေးရတာဝန်ခံဘူမူချီနိုဘူကပြောဆိုထားပါတယ်ကောင်းလိုက်တဲ့တတိနောက်တတိ မန္တလေးတိုင်းမူကောက်မြို့နယ်မူကောက်မန္တလေးလမ်းပိုင်းကိုစူမှုဖူးကျူးစာနေတဲ့စစ်တပ်စစ်ကြောင်းကတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့အထိနာနေတယ်လို့ဒေသခံတွေကပြောပါတယ်တော်လှန်ရေးတပ်တွေကမူကောက်မြို့အနောက်ပိုင်းဗမ်းမလီပင်ကျောင်းကစစ်တပ်စစ်ကားတွေကို drone နဲ့ဒီဇင်ဘာ၄ရက်နေ့မှာတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကားတစ်စီးမိလောင်တလို့စစ်ကားတုံးစီခန့်ပျက်စီးတယ်လို့ဒေသခံတွေကအတည်ပြုပြောဆိုထားပါတယ် ဒေတာတွင်စီရဲ့တရင်ရမိတွေကစစ်တပ်ရင်တွေပျက်စီးတာမှန်ကန်တယ်လို့အတည်ပြုပေးထားပါတယ်။မူကုံမြုံအနောက်ပိုင်းနေရာအချို့မှာတော်လှန်ရေးတပ်တွေနဲ့တိတ်ပွေဖြစ်ပွားနေတဲ့အချမ်းပစစ်ကောင်စီစစ်ခွေးဖက်မှ30ကောင်ထပ်မင်းခွေးတေဝတ်တီတီဆုံးနေတယ်လို့လက်နက်ခေရန်တွေတင်းစီရမိနေတယ်လို့ဒေတာကန်တူရဲ့ပြုတ်ပြတ်ချက်အရာသိရှိရပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့ ရခိုင်ပြည်နယ်မန်အောင်မြို့မှာမင်းယုံလုံးချုံရဲ့ယူဖို့ရောက်ရှိနေတဲ့ကျုပ်ပြောအခြေစိုက်ခလာယ34မှဘူကြီးတကောင်အနီကတ်လောက်ချန်ခါရပြီးခွေးတေဝတ်တေတေဆုံးခဲ့တယ်လို့တတင်းရရှိထားပါတယ်ဒီဇင်ဘာလ၄ရက်နေ့မနက်အစောကြီးညအချိန်နှစ်နာရီအချိန်မှာပိတ်ခတ်ခံခဲ့ရပြီးမန်အောင်ပြည်သူစေယုံကိုယူသွားပြီးနောက်ခွေတေဝတ်တေတေဆုံးခဲ့တယ်လို့ဒေတာတရင်ရင်မိတခုကပြောပါတယ်။ဒီလ၄ရက်နေ့ည၂နာရီမှာဖြစ်တာ စေယုံကိုယူလာပြီးနှစ်နာရီခန့်အကြာမနက်အစောကြီး၄နာရီလောက်ခွေးတေဝတ်တေတေဆုံးသွားတယ်လို့တီးရပါတယ်အချင်းချင်းပစ်တယ်လို့တော့ပြောနေကြတာပါပဲလို့ပြောပါတယ်အချင်းချင်းပစ်တော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးကောင်းတာပေါ့ကောင်းလိုက်တဲ့တတင်းကျွန်တော်ဗီဒီယိုမှာအရင်လိုဓာတ်ပုံတွေအခုတလို့တင်လို့မရတဲ့အတွက်ဂျေယူပြုတ်ပြီးတော့ခွလပေးကြပါလို့နောက်တစ်ခေါက်တောင်းဆိုချင်ပါတယ်ဒီမနက်လဲစေခါလို့ကျွန်တော် edit လုပ်ပြီးမှပြင်တင်တယ် အဲ့ဒီချိန်မှာတော့တာနုတ်ကျသွားပြီအခုတလောကျွန်တော်တင်တဲ့ဗီဒီယိုမှန်တမျှကို YouTube channel ကလက်မခံဘူးပြင်တင်ပြင်ဖြုတ်ပြင်တင်ပြင်ဖြုတ် edit ပြင်လောက်အဲ့လိုမျိုးအဲ့ဒါကြောင့်ခဏခဏနုတ်ကျသွားတာဖြစ်ပါတယ်အလုံးကုတောင်းပန်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်ဒီဇင်ဘာလကနေ့ရက်နေ့ရက်ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆွင်တော့ကျွန်တော်တို့ပထမဆုံး CDM ဘူဂျီလင်းထက်အောင်ပြောသွားတဲ့စကားကိုတစ်ချက်လောက်ရှုချရအောင်။ကျွန်တော်စစ်တပ်ထဲမှာနေတော့ကတယောက်ပြောဘူးတယ် ်တစ်တပင်ကောင်းရင်ငှက်တစ်သောင်းနားလို့ရတယ်မင်းအစ်တစ်တပင်ဖြစ်ဟိုဖြစ်ကြည့်လိုက်နေဥပမာမင်းတိုင်းမူကြီးတယောက်ဖြစ်ကြည့်လိုက်မင်းအဆွေမျိုးကြီးအများကြီးမင်းမိတ်ဆွေတင်ငါးကြီးအများကြီးမင်းဝိုင်းပြီးမှီခိုးလို့ရတယ်ဘာဖြစ်လို့တိုင်းမူတယောက်ရဲ့ပါဝါအာဏာရဲ့အောက်မှာလုံပိုင်ခွင့်နေတဲ့ငွေကြီးတွေပါပါလာခံစားခွင့်တွေပါပါလာအဲ့ဥစ္စာတွေကသူ့သူ့ရဲ့ဆွေမျိုးမိတ်ဆွေတွေကအဲ့ဥစ္စာကိုသဘောကျတာအဲ့လိုဟာမျိုးသဘောကျတာတကယ်တမ်းကျတော့အဲ့ဒါမတရားမှုနဲ့ကြီးပွားလာတာကိုကျွန်တော်တို့ပြောဟိုဟာထောက်ပြရမှာဟုတ်ဘာဖြစ်လဲသူကမတရားမှုမှာ ဟိုချမ်းသာခြင်းသောလောဘသောဟိုအသောနဲ့ဟိုဖြစ်နေတကယ်တမ်းကျတော့ကျွန်တော်နိုင်ငံမှာရင်တော့ချမ်းသာနေတဲ့သူတွေကိုကြည်လိုက်မတရားမှုတွေနဲ့ချမ်းသာတဲ့သူကပို့ပြီးတော့များတယ်အာနာရီလုတ်ပိုင်ဝင်တွေအသုံးချပြီးချမ်းသာလာရရှိတော့အာနာအာနာရှင်တွေဟာလုတ်ပိုင်ဝင်ရှိသူတွေနဲ့ပေါင်းစားပြီးတော့တရားမှုစီးပွားရေးတွေလုပ်ပြီးချမ်းသာလာပဲအတူတူရှိဒီလိုလူတွေကပဲကျွန်တော်နိုင်ငံမှာချမ်းသာတဲ့အတိုင်းအဝန်တစ်ခုဖြစ်ရက်တည်ခဲ့ဟုတ်လားအများစုကအဲ့လိုပဲဟိုရိုးသားသားနဲ့ထီတွေပေါက် ဟိုဟာတွေပေါ့ဟုတ်လားဟိုချမ်းသာလာလဲသူကခန်းနေနေเนาะပုံမှန်စီးပွားရေးလေးလောက်ပြီးအဆင်ပြေလာအဲ့လိုမျိုးကခန်းနေနေဟုတ်လားခန်းနေနေမိသားစုဆယ်စုရှိမှဆိုဆယ်စုထဲမှာအစိုးရဌာနတွေမှာလက်စားပြီးတော့ချမ်းသာလာတယ်သူကအများကြီးဌာနတစ်ခုကိုသွားပြီးဆိုပတ်စံမပေးကြည့်ထိုင်ကုန်ပြီးမှထိုင်လိုက်ဟိုပြေးလိုက်ဒီပြေးလိုက်စားစံနေနေဟိုယူလိုက်ဒီယူလိုက်နေပြေးနေရတဲ့လူတွေကအများကြီးပဲအဲ့ဒါကျွန်တော်တို့နိုင်ငံလေအဲ့အာဂရီလိုက်စားမှုဘလောက်ဟိုဖြစ်လဲဆိုတာနေရာတိုင်းမှာကိုတွေ့ရတယ်နေရာတိုင်းမှာကိုတွေ့ရတယ်နောက်ဆုံးဖုန်းကြီးသွားဝဲရင်တော့မှ ပတ်စံပို့ပေးနိုင်တယ်ပတ်စံပို့ပေးပြီးတော့ဝတ်တဲ့ကောင်ဖုန်းအเจ้าနိုင်ဖုန်းကြီးကပို့ဂရုစိုက်တာပို့လူတဲ့သူအเจ้าနိုင်ဖုန်းကြီးကဂရုစိုက်တာမလူနိုင်တဲ့သူပစ်ထားတာမလူနိုင်တဲ့သူကိုယ်ကပစ်ထားဦးပတ်စံချမ်းသာတယ်ဟဲ့လားဟိုသူတို့အเจ้าကိုပို့လူနိုင်တယ်အเจ้าတခါတွေဖြစ်တယ်ဆိုတော့အဲအเจ้าနိုင်ဖုန်းကြီးနဲ့တော့မှဒုံလဘဝတ်တော့ဟိုဟာသမင်းတဝိုင်းနဲ့ဆုံးဖုံးဝင်ဖုံးရတယ်ဟုတ်တယ်အဲ့ဒါတကယ်ရှိတယ်တကယ်ရှိတယ်ဖုန်းကြီးလောကမှာတော့ရှိတယ်တခြားလောကလို့ပြောမလဲကျွန်တော်နိုင်ငံနေရာတိုင်းမှာအာဂရီပြီးပြည့်တယ် ဒါကြောင့်မို့လို့လေစစ်တပ်ကလည်းသူတို့အာဏာသိမ်းနေတယ်ဆိုဒီအဂရိမှုနဲ့သူနိုင်ငံကပေးတဲ့လာတာနဲ့ဟိုဟာနဲ့ဆိုယူသတာသွားမယ်ဆိုရင်ဘလို့ဘာမှချမ်းသာစရာအကြောင်းမရှိဘာမှချမ်းသာတာဒါမဲ့လုံပိုင်ခွင့်နဲ့အာဏာတွေဟိုဟာဖြစ်လို့ဖြစ်နေအဲ့တော့တခြားနိုင်ငံတွေမှာရှိလားဆိုရှိပါရဲ့ဒါပေမဲ့ကျွန်တော်နိုင်ငံပိုကိုစိုးနေတာမင်းကြီးလာရင်ယာလူကြီးလို့အာဏာရအောင်လို့မင်းလက်စားရမယ်ဒါကမင်းဘဝရဲ့လမ်းကြောင်းပဲဆိုတဲ့ဥစ္စာငငယ်လေးကစာသင်ကျောင်းတွေတဲမှာတွေကကျွန်တော်တို့ရိုက်သွင်းတာဆရာဝန်ဖြစ်ရင်ချမ်းသာမယ်စစ်ဘုတ်ကြီးဖြစ်ရင်ချမ်းသာမယ် င်ဂျင်နီယာအဖြစ်ချမ်းသာမယ်ဆိုတဲ့ဥစ္စာကျွန်တော်ကောင်းတော့ပါငငယ်တည်းကဝင်တယ်ဟုတ်လားမဟုတ်ဘူးလားဆိုတော့ကျွန်တော်တက်လာတဲ့မျိုးသက်တဲ့အကုံတိတယ်။နောက်ပိုင်းမှသာစာတွေပါဖတ်ပြီးတော့လူတွေကတိလာကြတာကြီးဟိုကပြောင်းလဲလာကြတာခက်ကပြောင်းလာတာနဲ့များဟိုကဖြစ်လာ။အခုပြန်ပြီးတော့အခက်ကိုပြန်ရောက်သွားပြီ။စာစင်ကျောင်းတွေထဲမှာအဲ့လိုပြန်သွားနေပြီ။စာစင်ကျောင်းတွေထဲမှာအဲ့လိုပြန်သွားနေ။အာနာရှင်တွေကသူတို့လိုအာဂရိလိုက်စားတဲ့သူတွေညာလီလီသူတို့ကဒီနိုင်ငံမှာပို့ပြီးတော့အမျက်ထုတ်လို့ကောင်းနေလိမ့်မယ်။အာဂရိကတဲ့အချက်ပဲ။အဲ့တော့ကျွန်တော်နိုင်ငံကတော့ most correct country ပါ ဟုတ်တယ်နော်ဒါမှန်တယ်ပြောသွားတာတွေအဲ့ဒီအကတိလိပ်စာမှုကနိုင်ငံတကာမှာရှိပါတယ်ကျွန်တော်တို့တော်လှန်ရေးအောင်တဲ့ချိန်မှာလဲအကတိလိပ်စာနေတဲ့လက်ပေးလက်ယူလုပ်နေတဲ့ဘူကြီးဘူမှုအရာခံဘူဘာညာကိုကွာပေါ့ကွာအဲ့ဒီကောင်တွေကိုကျွန်တော်တို့ကပြက်ပြက်တာတာပြောရရမှရမယ်ဂီတာဆိုရင်တော့ note video ဦးကူကူလေးတစ်ချက်လုံးနားဆင်ကြည့်ရအောင်ဂီတာသူကြံ့ခိုင်နေတဲ့ဝင်ကြိုးရေးပါတီဥက္ကရာပြေတာဝေစုထားတော့ ဟိုကောက်ပွဲဝင်ပြီဥက္ကင်ကြီးနော်ဥက္ကင်ကြီးပြောစကားလေးတွေကလိုင်းပေါ်မှာတကယ်အနိုင်ရတော့မယ်ပါတီတယောက်ရဲ့ဟိုကရနဲ့မတူဘဲနဲ့ခင်ဗျပြောနေတဲ့ဟာကတကယ်တပုတ်လေးလို့နိုင်လို့မှာအဲ့ဒါပါလဲဆိုတာဒီဖေကောက်ပွဲမှာတမရုံနဲ့ကြောချင်းကရင်ကျိအပ်ပြီးမနေတဲ့ပါတီဟာဒီနေ့ရွေးပြီးမင်းနဲ့ဘက်က ပြုတ်မယ်ဆိုတဲ့စကားပေါ့ခင်ဗျာပါတီရဲ့ဥက္ကရာတယောက်နေနဲ့ပြောထွက်တာဟုတ်အန်ဟောမီလို့ပါဘာဖြစ်လို့လဲဆိုတော့တမတော်ဆိုတာကကျွန်တော်တို့ဒီသူဝန်ထမ်းအဖွဲ့အစည်းဖြစ်ပါဒီသူဝန်ထမ်းအဖွဲ့အစည်းဟာနာဇာစာအဖွဲ့အစည်းဖြစ်ပါအစိုးရကနာဇာစာအဖွဲ့အစည်းကိုစီမံရမှာလားနာဇာစာအဖွဲ့အစည်းကအစိုးရကို စီမံရမှာလားဆိုတော့မသိဖြစ်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဓာတ်မြေမှာဘဝဘိပတ်ဝင်ခြင်းအဘဝဘိပတ်ဝင်ခြင်းနေရဲ့အန်ဒရီညားတာတဲ့အကျံဖတ်တည်ရဲ့အန်ဒရီနဲ့ညားနေရလို့ပြောဟုတ်ကဲ့အကျံဖတ်ဆိုတာဘယ်လိုလူမျိုးကိုခေါ်တာလဲကျွန်တော်သိထားတာတော့တေရဲတဲ့ကောင်ထွက်ခဲဆိုတဲ့လူကအကျံဖတ်ပဲခေပြောင်းခြင်း ခေါင်းပြေလို့ပြောတဲ့လူကအကျံဖတ်ပြီဒီစကားကိုဘယ်သူကပြောခဲ့တာလဲဒါစဉ်းစားဖို့လိုပါတယ်တကယ်တော့ဥက္ကဉ္ဇံကိုကပါတီကြီးတခုလုံးရဲ့တကောင်နဲ့ပြေးမဲ့မြင်းမှာခင်ဗျားတို့ကနော်တကောင်နဲ့ပြေးမဲ့မြင်းကမနိုင်ပါဘူးမနေပါနဲ့နိုင်ပါပါအကယ်၍ခင်ဗျားအနေနဲ့တမတော်ကဒါထောက်ခံမှုမရှိတဲ့အဖွဲ့အစည်းဆိုရင်ဒီပါတီဟာ ကြောချင်းကရင်ချင်းအမရုံနဲ့မရှိဘူးဆိုရင်ဒီနေရွေးမနောက်ကပြုံးမယ်အဲ့ဒါကပြောနေတယ်ဗျာခင်ဗျားတို့မနိုင်ရင်တတ်မတော်စိတ်တိုင်းကြမဖြစ်ရင်ဘယ်ရွေးကောက်ပွဲလုံတော့အာနာပြန်သိမ်းမယ်လို့ဒါပြောလိုက်ပါဒါကခေဆက်ဆက်ဓမ္မကြီးဆက်ဆက်ဒါလူရိုးလုံးစင်နေပါပဲဒါပေမဲ့ခင်ဗျားတို့ခင်ဗျားပြောထားခဲ့တဲ့စကားရှိသေးတယ်ကျွန်တော်တို့ဟာဒီတိုင်းပြည်ခိုင်မျိုးပါတီဟာအနိုင်ရခဲ့မယ်ဆိုရင် တမတော်ရဲ့မူဝါဒလမ်းစဉ်နဲ့ပဲကျွန်တော်တို့ကသွားမှာပါလို့ပြောတယ်။ဒီနေ့တမတော်ကပြည်သူကာကွယ်ရေးတမတော်လား။အာဏာရှင်ကိုကာကွယ်နေတဲ့တမတော်လား။ပြည်သူတွေကပြည်သူကာကွယ်ရေးတမတော်ကိုလိုအပ်နေပါလေ။အာဏာရှင်တမတော်ကိုပြည်သူတွေမကြိုက်ကြပါဘူး။အင်း။အဲ့တော့ခင်ဗျားဗာနေတဲ့တူလေဆိုရင်ခင်ဗျားတို့ကိုမဲပေးမဲ့လူတွေကိုကျွန်တော်ပြောချင်တာကနော်။ကျွန်တော်ခင်ဗျားတို့ကိုမဲပေးမဲ့လူတွေကိုကျွန်တော်ဒီနေရာမှာပြောချင်တယ်။အဲ့ဒါကဗာလဲဆိုလို့ရှိရင် ကြားသေးဘူးခင်ဗျားတို့အသက်သွေးနေတယ်လို့ဖြစ်ပါလိမ့်မယ်စင်စင်စားစားနဲ့ဘယ်လိုဟောလုပ်ရမလဲဆိုတော့ပြည်သူတွေနဲ့စဉ်းစားဖို့ကောင်းပါတယ်ကြားသေးဘူးအသက်သွေးနေဆိုတဲ့အဲစကားလေးနဲ့ဥပမာပြောရမယ်ဆိုရင်ဥပမာတစ်ခုကျွန်တော်ပြောခြင်းတယ်အဲ့ဒါပါဘယ်လိုအရင်တုန်းကကြားဥပုတ်မဆောက်ဘူးဆိုတဲ့ပုံမြင်လေးတစ်ပုတ်ရှိတယ်အဲ့ပုံမြင်လေးကိုနားထောင်ကြည့်မယ်ဆိုရင်ခင်ဗျားနဲ့တက်မတော်နဲ့ပြည်တော်စုချက်နိုင်ပြည်တော်စုချက်နိုင်နဲ့တက်မတော်အဲ့ပုံမြင်နဲ့ပါတူတယ် အဲ့ဒါပါလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကြားကြီးဟာအသားငါးတွေကိုစပြီးကြီးပြင်းလာခဲ့တဲ့တနည်းအသက်ရွယ်တွေလည်းကြီးလာရောကြားကအဖြစ်ဖြစ်နဲ့ခြေထောက်တောင်မထောက်နိုင်တော့ဘူးနဲ့ခွေခေါက်နေရတယ်အဲ့ဒီမှာလည်းပဲနောက်ဆုံးသူများရဲ့အသားကိုစဖို့အားမရှိတဲ့ခါကျတော့ကြားကဘေးငါလည်းအသက်ရွယ်ကြီးပြီဥပုပ်ဆောင်အောင်မပါပဲလေးဆိုပြီးတော့သူဟာခွေမိခွေရခွေနေခဲ့တယ်ဒါပေမဲ့အတုရှိမှအင်မတန်မှ နုပြိုလန်းဆန်းပြီးဝင်ပြူလာတဲ့တားသမင်သမင်ကလေးတစ်ကောင်သမင်မလေးတစ်ကောင်ကိုသူ့ရှေ့မှာဖြတ်နေတာလဲမြင်ရောအဲ့ဒီဥပုံဆောင်မှာဆိုရယ်ဆိုရယ်ကြားကြီးอ่ะဩဒီလောက်နုပြိုပြီးတော့ဝါကစ်နေတယ်သမင်မလေးကိုငါစားလိုက်ရတယ်ဘယ်တော့ကောင်းမလဲလို့သူတွေးလိုက်တယ်အဲ့ဒီတွေးလိုက်တွေးပြီးတဲ့အခါမှာသမင်မလေးသူ့နာကိုရစ်တီရစ်တီနေလဲလာရောဒါတော့အိုနေတဲ့အသားစားကြားကြီးကသူတခါလဲရှိတဲ့မြအင်အားကိုစုပ်ပြီး တခါလေးတမိန်မျိုးလေးကိုအုပ်စည်းလိုက်တဲ့အချိန်မှာအဲ့ဒီတမိန်မျိုးကလေးကနုပြူပြီးငေရွယ်နေခါကျသူ့ရဲ့ဖမ်းအုပ်လိုက်တဲ့အင်အားကိုရှောင်ထွက်နိုင်လိုက်တဲ့အတွက်ဂျာကြီးကတမိန်လေးကိုမစားစားလို့မရခဲ့ဘူးပေါ့ဗျာအဲ့ဒီမှာလေဂျာကြီးပြောလိုက်တဲ့စာအော်တော်ပါသေးရဲ့ငါသာတမိန်မျိုးလေးကို စားမိရင်ငါဥပုပ်ကျိုးတော့မလို့အများနဲ့အတူဒါနေ့တက်မတော်အခွဲစီးကပုံကိုယ်တွေဟာလေဒီ ကြာဥပုပ်စောင်းတော့ကြာဥပုပ်စောင်းရမယ်ကိစ္စရကြာဥပုပ်ကျိုးတော့မလို့ဆိုတဲ့စကားနဲ့ညီတဲ့အဖွဲ့အစည်းမျိုးဖြစ်နေပါတယ်အဲ့ဒါကြောင့်မလို့ခမရအနေနဲ့တကယ်တိုင်းပြည်ကိုကောင်းချီးပြုကျင်တယ်ဆိုလို့ရှိရင်တကယ်နိုင်ငံတော်ကိုတည်ဆောက်နိုင်တဲ့ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်အောင်အသက်ကြီးလို့လေတလက်ပြီးကြီးလာတာမဟုတ်ဘူးဆိုရင်ခမရဘာဖြစ်လို့အသက် ကြီးလာတာလဲလို့ခင်ဗျားကိုကျွန်တော်မေးချင်တယ်ဥက္ကဉ်ဖြေပေးပါမိတ်တကွာတော့ပြုတ်သွားချက်တွင်အခုကြီးပြုတ်သွားတာကိုခွေးချင်းရိကဖြီးနိုင်မှာမဟုတ်ဘူးစာမတက်ပေမတက်ကောင်တွေကအဲ့လိုမျိုးတွေမရှင်းစနိုင်ဘူးဖြီးနိုင်မှာမဟုတ်ဘူးလုံးဝဖြီးနိုင်မှာမဟုတ်ဘူးကေတာဆိုရင်တော့ no video ခွေးကလေးဟောင်းတန်တစ်ချက်လောက်ရှူကြရအောင်နော်ပြည်သူကကြည့်လို့ရှင်လက်ခံတယ်စစ်သားတိုင်းကလက်ခံတယ်ခါကြောက်လဲပြည်သူကကြွေးတယ်မျိုးစာပြီးပြည်သူကပြီးတဲ့လားတော့ရှူထားတာ ါပေမဲ့လေကျွန်တော်တို့တက်မတော်သားတွေကလည်းပြည်သူရှိရရတဲ့ထားတာပြည်သူကျွေးတဲ့ဈေးခါကိုစားပြီးအလကားစားရတာခုမှမရှိဘူးတက်တီချွေးတီတွေးတီနဲ့ရင်းပြီးတော့မှရထားတဲ့ဥစ္စာတွေဟမ်ဟုတ်ပြီလားလားစားတီဈေးခါတွေမမောလို့မဟုတ်ဘူး ဒီမီဒီဒီနိုင်ငံဒီဘာသာဒီသာသနာကိုချစ်မြတ်နိုးလို့တာနဲ့ကျွန်တော်တို့ဒီတောင်ဝင်ထမ်းဆောင်နေရခြင်းဖြစ်တယ်ခမည်းလို့တာဒီမီဒီဒီနိုင်ငံဒီသာသနာကိုချစ်မြတ်နိုးတယ်ဆိုလို့ရှိရင်စစ်မှုထမ်းတဲ့ကိစ္စကိုပေါ်တာဆွဲတဲ့ဘာစောက်ကြောင်းမှဆိုယူကိုတိစိတ်တန်းနဲ့ကိုအသိဉာဏ်နဲ့ထမင်းစားတဲ့လူတိုင်းဒီဒီနိုင်ငံမှာနေတဲ့တော်မလို့ဒီပါတာသာသနာကိုဆောက်ရှောက်ကာကွယ်ရမယ်ဒီမြန်မာနိုင်ငံမျိုးကာကွယ်ရမှာမှို့လို့ ကိုတီစိတ်တန်းတဲ့ကိုတက်မတော်လဲတော့စစ်မှုလာထမ်းမှာပေါ်တာဆွဲတဲ့ဘာအကြောင်းမှမရှိဘူးဟုတ်တယ်နော်ကျွန်တော်ပြောရှင်းတယ်နော်ကိုကြတော့လေငယ်တဲ့သူဒီနိုင်ငံကြီးကိုကာဝယ်ဖို့အတွက်စိတ်တက်ကြောက်အောင်လို့စိတ်တက်ဒီတက်ကြောက်အောင်လို့မြောက်ထိုးပင်းကောင်မလုပ်ပေးဘူးအင်းဘာမဟုတ်တဲ့တော်ထဲမှာပညာတွေတက်စာတွေမတက်မိဘတွေဆုံးလင်းစွာမနေရ အဲ့ဒါတွေကိုကြတော့ခမရတို့ကမြောက်ပြီးတယ်ခမရတို့ကဘလို့ဖြစ်နေသေးလားအသက်ကြီးပြီးအချိန်မစီးဘူးအသက်ကြီးတယ်ဆိုတာရှစ်လူကြီးတွေပြောတဲ့စကားလိုပဲအသက်တာကြီးတာ အုံနောက်ကကြက်မမီဘူးအမင်းတို့တွင်ကျွန်တော်အသက်ကြီးတဲ့သူလူတိုင်းကိုစော်ကားတာမဟုတ်ဘူးခမရပြောတဲ့စကားကိုကြုတ်ပြောပြတာခမရကအသက်ကြီးပြီးညံ့မမီဘူးခေါင်းပဲကြီးတာအုံနောက်ပါမလားလာကျွန်တော်ပြောတာမှားလားမှန်လားဆိုကိုုံအောင်နဲ့ကိုဆုံးဖြတ်အဲနော်ဒီနိုင်ငံကိုခမရတို့ကမချစ် ကျွန်တော်တို့မှမချင်ဘယ်သူကလာချင်မှာကျွန်တော်ပြောတာမှားတယ်မှန်တယ်ဒီ comment အောက်မှာလာရေးလို့ရတယ်အဲပေါ်ပါလားအဲ Windows Secret တွေက P2 ကိုချစ်တာမဟုတ်ဘူးနိုင်ငံကိုချစ်တာမဟုတ်ဘူးလူမျိုးကိုချစ်တာမဟုတ်ဘူး Windows အနာစင်ရဲ့မူဝါဒကို Windows ကချစ်တာခင်ဗျားက DJ D Medley လေဒီဘာသာဒီနိုင်ငံကိုချစ်တယ်လို့ခုနပြောတယ်မဟုတ်လားဘာဖြစ်လို့ Windows တွေဗဒိန်တွေချစ်နေတာလဲ P2 လူထုကဘာဖြစ်လို့ P2 ဦးအင်တွေကိုမီးရှို့နေကြတာလဲ ပြီးသူကျွေးတဲ့ထမင်းကိုစတဲ့မှန်တဲ့အချွေးနဲ့တွေးနဲ့လောက်တဲ့ပန်းကြီးမင်းတို့ကချွေးနဲ့တွေးနဲ့ပါတွေကိုလောက်နေတာလဲပြီးသူကျွေးတဲ့ဖိတ်ဆန်နဲ့မင်းတို့ကပြီးသူတွေကိုတက်နေတယ်မဟုတ်လား PDF တွေကိုပညာမင်းတဲ့မင်းယူနီဖောင်းဝတ်ပြီးမှ PDF တွေယူနီဖောင်းဝတ်ပြီးမှအပိမပီတူလူထုရှိမှထွက်ကြည့်နေရောက်ပီတူလူထုကဘသူ့ကိုချစ်မှလဲမင်းတို့ပစတဲ့မှာဖရားဖရားလက်ကကူယူကာရတို့ကြည့်ပဲမင်းတို့စစ်ခွေတက်တွေကစစ်ခွေတက်က၄တတ်မအောင်တဲ့ကောင်တွေကြည့်ပဲအဲ့ဒါပထား ဟုတ်ကဲ့ပါတုံးကြီးချင်းတို့ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲ။ကျေးဇူးများချစ်တင်ပါတယ်။ကျမိုက်ခုစိတ်ကြပါ။ I love you all. God bless you all. Thank you for your time.